မျိုးလုံးပြူတာကိုအိုက်တင်ထင်နေတဲ့တယောက်ဆောင်လေးတွေကိုစကားလက်ဆောင်တချို့ပါလိုက်တဲ့မမှုမြအောင်မင်္ဂလာပါပရိသတ်တို့ရဲ့ Wonderly Channel ကနေကြည့်ဆိုပါရနော်တယောက်ဆောင်ပညာနဲ့ပတ်သက်ရင်ပါရမီထူထူတရားအဖြစ်တင်စားခံထားရတဲ့မမှုမြအောင်ကတော့အခုဆိုရင်မျိုးလုံးပြူပြီးတယောက်ဆောင်တက်တဲ့တယောက်ဆောင်တက်လေးတွေကိုပြပြလာခဲ့ပါပြီမမှုမြအောင်ကတော့လူပညာလောကမှာလူကြိုက်များတဲ့ထိတ်တမ်းမင်းတက်လက်ပါရှင်တယောက်ဆောင်ပြည်ပြင်းတို့ပြောစရာမလိုအောင်လှပတဲ့ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားသလိုစစ်စရာကောင်းတဲ့မျက်နှာလေးနဲ့ထူးခြားပြီးထင်ရှားတဲ့မျက်လေးကြောင့်မမှုမြအောင်ဆိုပြီးတော့ပရိသတ်တွေကြားနာမည်ကျော်ကြားလာခဲ့တာဖြစ်ပါတယ် ။ချိန်ကလည်းအောင်မြင်ကြကြခဲ့တဲ့မင်းမင်းကြီးမမမီအောင်ကအခုချိန်ထိလည်းအောင်မြင်မှုတွေကရော့မသွားခဲ့သလိုလှပနေသေးပါပဲရှင်။ အသက်60ကျော်အရွယ်ရောက်နေပြီမိမိပြိုလေးတယောက်အလားလှပတဲ့ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားသလိုမျက်နှာကိုတော့ငကိုရုပ်ရည်မပြောက်သွားပဲလှပအောင်ပြင်ပြထားတာဖြစ်ပါတယ်မုံမြောင်အနေနဲ့အခုချိန်ထိရုပ်ရှင်ဇာတ်ကားတွေကိုရိုက်ကူးနေရသလိုပြည်သက်အပြည့်မှုကိုရရှိနေစေပါရှင်။ခက်စနစ်တွေပြောင်းလဲသွားပြီမင်းသူမရဲ့အောင်မြင်မှုကတော့ရော့မသွားပါဘူးနော်။သူကရိုက်ကူးရတဲ့ဇာတ်ကားဘလောက်များများတကားနဲ့တကားပုံစံကွင်းအောင်ရိုက်နေတာကတော့သူ့ရဲ့ချွတ်ချင်မှုပါပဲ။အဲ့ဒီလိုမျိုးအမှုပညာနဲ့ပတ်သက်ရင်ပါရမီထူးထူးတယောက်ဖြစ်တဲ့အမိမွေးကတော့တကယ့်တကားမှမမမြောင်ခက်ဆိုပြီးတော့ဖြစ်အောင်လုပ်နိုင် င်ခဲ့သူတယောက်ဖြစ်ပါတယ်။မိမိနဲ့တယောက်ဆောင်ချက်တွေကြောင့်ပိတ်သက်တွေကြောင့်အောင်မြင်မှုတွေနဲ့ယက်တည်နိုင်ခဲ့တာဖြစ်ပါတယ်။မိမွေကတော့သူများတွေမလုံနိုင်တဲ့အမှုရာတွေကိုလုပ်ပြနိုင်လို့ထူးချွန်သူတယောက်ဖြစ်အနုပညာလောကမှာတင်စားခြင်းခံထားရပါတယ်။သူကမျက်လုံးတစ်ဖက်ထဲကမျက်ရည်ကျအောင်တယောက်ဆောင်နေတယ်လို့နောက်တစ်ချက်ကတော့မျက်လုံးနဲ့တယောက်ဆောင်ပြနိုင်တာပါပဲရှင်။ သူကနှုတ်ကစကားအများကြီးပြောပြီးတရုတ်ဆောင်နေတာချက်မျက်လုံးနဲ့စကားပြောပြီးတရုတ်ဆောင်ပြတဲ့နေရာမှာကျွမ်းကျင်ပါတယ်။သူရဲ့မျက်လုံးတရုတ်ဆောင်ချက်တွေကိုသူရိုက်ကူးထားတဲ့စကားတွေကိုကြည့်ရင်သိနိုင်ပါတယ်ရှင်။သူကအဲ့တင်တွေကိုမျက်လုံးကစားပြီးလှုပ်ပြသွားနိုင်တဲ့အထိကိုထူးချင်လာပါတော့။ဒီလိုမျိုးမျက်လုံးနဲ့တရုတ်ဆောင်ပြတဲ့နေရာမှာထူးချင်သူတယောက်ဖြစ်တဲ့မိမွေးကတော့တရုတ်ဆောင်အစ်စ်တီရဲ့လွဲမှားတဲ့တရုတ်ဆောင်ချက်တွေကိုထောက်ပြလာခဲ့ပါပြီ။အခုနောက်ပိုင်းတရုတ်ဆောင်အသစ်တွေကသူတို့ရဲ့တရုတ်ဆောင်ချက်ကိုမှတ်ပါအောင်မျက်လုံးပြူပြီးတရုတ်ဆောင်နေကြတာကိုပြည်သက်တို့လည်းသတိထားမိကြပါပါ လက်တလုံးမှာအောင်မြင်နေတဲ့အကြမ်းမောင်းတဲ့တက်တက်ထွန်းဆိုရင်လည်းမျက်လုံးပြူပြီးတယောက်ဆောင်တက်လွန်လို့ပြည်သက်တွေကြားမှာကြည့်ရထားဖို့ပါတယ်။တခုခုဆိုမျက်လုံးပြူပြီးအိုက်တင်လုံးတက်လွန်လို့ over acting ဖြစ်နေတဲ့ဆိုပြီးတော့ပြည်သက်တွေကြားမှာဝေဖန်ခံနေရတာဖြစ်ပါတယ်။အဲ့ဒီလိုမျိုးအိုက်တင်အမှားတွေကိုလုံးတက်လွန်နေတယောက်ဆောင်တွေရှိနေတာမို့မိမွေးကမျက်လုံးပြူပြလာအိုက်တင်မဟုတ်ဘူးဆိုပြီးတော့သင်ပြောပြပြလာခဲ့ပါတယ်။ဒီကိုယ်တိုင်ကမျက်လုံးကိုကောင်းကောင်းကစားပြီးတယောက်ဆောင်ပြနိုင်တာမို့တယောက်ဆောင်တက်လေးတွေအမားတွေကိုထောက်ပြလာခဲ့တာဖြစ်ပါတယ်။ မိမွေအနေနဲ့တယောက်ဆောင်တက်လေးတွေစီမှာသူများနဲ့မတူတဲ့တယောက်ဆောင်ချက်တွေကိုမြင်ရတယ်လို့အခုလိုမျိုးမျက်လုံးပြူပြီးတော့တယောက်ဆောင်နာကိုလည်းမြင်နေရတာမို့သူ့အနေနဲ့အမတချို့ကိုထောက်ပြခဲ့တာဖြစ်ပါတယ်။မိမွေရဲ့သင်ပြမှုကတော့အနုပညာရှင်လေးတွေအတွက်အထောက်အကူပြုမှာကတော့အသေးချပါပဲရှင်။ဟုတ်ကဲ့ပါရှင်။ဒီနေ့တော့ဒီလောက်နဲ့ပဲရန်နာလိုက်ပါစေ။အခုလိုစိတ်ဝင်စားဖွယ်အကြောင်းအရာတွေကိုနေ့စဉ်တစ်ဆက်ပေးနေမှာဖြစ်လို့ကျမတို့ Wonderly Channel လေးကိုလည်းအားပေးကြပါဦး။အစုံနဲ့ကြည့်ပေးတဲ့ပရိသတ်တရားချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။